ရစ်ချ်အောင်မဲမင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်လဲကျဆွန်လာပါရှင်ငလင်းပေးကဲဆေးရေလုံးမဲမိတစ်အဖွဲမဆိုတီချာလွလဆွာရက်တီဆောင်ရွက်ခွင့်မရှိပဲဂျိုတင်ခွင့်ပြည့်ချက်တောင်းခံရမည်ဖြစ်ကစကောင်းစင်းနဲ့ပူပေါင်းဆောင်ရွက်မှာခွင့်ပြုမည်ဟုတူတချုပ်စိုးဝင်းကပြောဆိုလိုက်ပြီးလို့သိရပါတယ်မြန်မာနိုင်ငံအလဲပိုင်းတွင်မတ်လ28ရက်နေ့ကလောက်ခဲ့တဲ့ငလင်းပေးကဲဆေးလုံးမဲမိတစ်အဖွဲမဆိုတီချာလွလဆွာရက်တီဆောင်ရွက်ခွင့်မရှိပဲဂျိုတင်ခွင့်ပြည့်ချက်တောင်းခံရမည်ဖြစ်ကစကောင်းစင်းနဲ့ ဦးတွဲဆောင်ရွက်မှခွင့်ပြုမည်လို့အကြံပေးသူစစ်ကောင်ဆောင်စုံကပြောဆိုလိုက်တာဖြစ်ပါတယ်။ ရှမန်နေနေပြည်တော်ပြုလုပ်ခဲ့တဲ့စကောက်စင်ထူစီဝတွေအကြံဖဲဆိုဝင်ကအထက်ပါတိုင်းပြောဆိုခဲ့ခြင်းဖြစ်ပါရင်းကိုငီကစင်အဖွဲ့များအနေဖြင့်မိတီအဖွဲ့စီမှုစုတီချာလွတ်လပ်စွာရပ်တည်၍ဆောင်ရွက်ခွင့်မရှိပင်ချုပ်တင်ခွင့်ပြုချက်တောင်းခံထားသည့်အဖွဲ့စီများဖြစ်ရလို့အပီးသက်ဆိုင်ရာတဝန်ရှိသူများနဲ့အတူတကွာပူးပေါင်းဆောင်ရွက်မှသာခွင့်ပြုပေးမှာဖြစ်ဒီကိုမူဝါဒတရားအနေဖြင့်ဆောင်ရွက်သွားရလို့အကြောင်းတိုင်းဒေသကြီးနဲ့ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့်လည်းမိမိတို့သက်ဆိုင်ရာနယ်မြေများသို့ရောက်ရှိလာခဲ့တဲ့အကူအညီကစင်အဖွဲ့များ NGO ဖွဲ့စင်များကိုမိမိတို့ကုရင်ကဆေးအဖွဲ့ဝင်များနဲ့အတူတကွာပူပေါင်းဆောင်ရွက်မှသာခွင့်ပြုပေးသွားရလို့ကြောင်းအကြံပေးဆိုဝင်ကပြောဆိုထားဖြစ်ပါတယ်။အကြံပေးစကောက်စီကငလင်းတန်းတင်တဲ့ဒေတာများမှပြည်သူများထံသို့လူတိုင်းချေဆန္ဒထားထားမှုအကူအညီများကိုပိတ်ပင်တန်တန်းနေပြီးအထူးသဖြင့်စစ်အာဏာသိမ်းမှုဆန့်ကျင်ခဲ့တဲ့ပြည်သူများထံသို့အကူအညီများမရောက်ရှိစေရန်တားဆီးခြင်းတိုက်ခိုက်ခြင်းများလှုံ့ဆော်မှုများဆောင်ရွက်နေကြောင်းကုလသမဂ္ဂလူခွင့်ဆိုင်ရာရုပ်ကအေဘီလာ၄ရက်နေ့မှာတရင်ထုတ်ပြန်ကြေညာထားဖြစ်ပါတယ်။ အကျံပစတကကျော်ရင်တပွင့်များဆူမှုတဲ့ငနေတန်တဲ့တဲ့တာမှာပြည်သူများထံတို့လူသားချက်ဆန္ဒထောက်ထားမှုအကူအညီများမရရှိစေရန်ကန့်သက်ပြပင်းနေကြောင်းထုတ်ပြန်မှဆက်28နှစ်ငနေလောက်ခပ်ပြန်အောင်စစ်တကနေကြောင်းတက်ခတ်မှုအပအဝင်တက်ခတ်မှုပေါင်း53ခုကိုလှုပ်ဆောင်ခဲ့ကြောင်းရင်းတို့အနေမှာစစ်တရဲ့တက်ခတ်မှုပေါင်း16ခုမှာအေဘီလာနေရနေစကောင်စီကအပြစ်ခတ်ရက်စတီဟုကြေညာပြန်အောင်လှုပ်ဆောင်ခဲ့ခြင်းပြီးကြောင်းကုလသမဂ္ဂအဆိုထားဖြစ်ပါတယ်။ ြည်တွင်းတွင်လည်းစကောက်စီရဲ့တာဆင်းမှုများအပါအဝင်စိုးရိမ်မှုလုံခြုံရေးစိုးရိမ်မှုများကြောင့်စကိုင်းနဲ့ပုဂိုလ်ကြိုင်အတွင်းရှင်ငလိပေးတဲ့ပြည်သူများမှာလူသားချင်းစာနာထောက်ထားမှုအကူအညီများရရှိခြင်းမရှိကြောင်းဒီတာပရာဟိတာနဲ့အလူရှင်များဟာစကောင်းစီထိတ်ချုပ်ထားရစကိုင်းမျိုးပေါ်တွင်တာအကူကြီးများလာရောက်ပေးအန်ဒီချပြီးစကိုင်းမျိုးပြပအတော်ရည်တများထိတ်ချုပ်ထားရဒေတာများတို့တွားရောက်လူတဲ့ရဲစတဲ့ရဲ့အသားစီမှုများခံရကြောင်းကက်ဆယ်ရဲ့ဖွံ့များထမတ်တရှိရပါသည် အလောင်းတူပုဂိုလ်တိုင်းအတွင်းရှိချန်တဘေအုပ်တွင်နဲ့တောင်ကုန်မြို့နယ်အတွင်းမှာရှိတဲ့မလင်းဘေးတိတ်ဒေသများတို့လည်းလူသားချင်းစာနာထားထားမှုအကူအညီများပေးနိုင်ရမှာစစ်တပ်ရဲ့သားစင်မှုများခံရချက်ဖြစ်ကြောင်းသိရှိရပါသည်။ကျောင်းတက်ဆက်ပေးမှုဒီမှာပဲကြာနာကိုပြောပါရှင်။အာဘိနာစင်အတွင်းရဲ့ဒီဘက်ကျဆွတင်ရှိပါရှင်။